ဒီတစ်ခေါက်မှာတော့တက်ကြီးဝဲကိုတွေအတွက်မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်တွေကိုဘလို့ကြိုတင်ကာကွယ်ကြမလဲဆိုတော့အတူတူလေ့လာကြည့်ကြရအောင်လက်နက်ကင်ပฏิပခဖြစ်ပွားခဲ့တဲ့နေရာနဲ့ဖြစ်ပွားနေစမ်းနေရာတွေမှာရှိနေတဲ့အားနည်းတဲ့တက်ကြီးဝဲကိုအဖိုးပွားတွေကိုအသက်နိုင်ဆုံးအဆက်မပြတ်အနီးကပ်ကြီးစုစောင့်ရှောက်ဖို့ပထမဦးဆုံးစောင့်ရှောက်သူတွေဟာမိုင်းအသိပညာပေးတည်င်းစကားကိုတီးဖို့လိုအပ်ပါတယ် အသက်အရွယ်ကြီးရင်းတဲ့ဘိုးဘွားတွေဟာကိုယ်လည်းလှုပ်ရှားမှုအားနည်းတဲ့အပြင် အမြင်အာရုံအကြားအာရုံတွေလည်းအားနည်းကြတာကြောင့်မိသားစုဝင်တွေနဲ့အတူအင်းနေချင်းတွေကလည်းအထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။မိသားစုနဲ့အတူတကွာနေထိုင်ပါအတူတကွာတွာလာပါအသက်ကြီးရွယ်အိုတွေအထက် နေရာရွေးချယ်မှုမှာလည်းတတိထားပါမယ်။လက်နက်ကင်တပ်ဖွဲ့တွေတွာလာခဲ့တဲ့နေရာမကြသေးမီကတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအနီးတစ်ဝိုက်တွေမှာနေခိုင်းတာတွေမပြုတ်လောက်ပါနဲ့။ မိမိကိုယ်တိုင်တေချာပြီးဆွဲနေရမှာဆွေမျိုးသားချင်းတွေနဲ့အတူအတတ်နိုင်ဆုံးအတူတကွလုံခြုံတဲ့နေရာတွေမှာနေထိုင်ပါမိသားစုနဲ့အတူအနေရမကင်းတဲ့နေရာတွေကိုမဖြစ်မနေတွားရမယ်ဆိုရင် လုံခြုံရေးစီမင်းနဲ့အတူမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့တည်င်းစကားတွေကိုကြိုတင်တည်င်းစကားပေးထားပါဘယ်နေရာတွေကိုမတွားရဘူးဘာတွေကိုမလုပ်ရဘူးဆိုတာအတူတူသဘောတူထားပါတက်ကြီးရွယ်အိုးတွေအနေနဲ့မတိတဲ့နေရာတွေကိုတွားခြင်း ဆွေမျိုးအတိုင်းဝိုင်းတွေကလမ်းညွန်ပေးပြီးတယောက်ယောက်နဲ့အတူသွားပါလမ်းညွန်သူအနေနဲ့လည်းမှန်ကန်တဲ့သတင်းစကားအမှန်ရရှိသူဖြစ်ရပါမယ်အမြင်အာရုံနဲ့တဲ့တက်ကြီးဝဲအိုတွေအတွက်မြေမြုပ်မိုင်းတွေနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အကြောင်းကိုဘလို့ပြောပြထားရမလဲချက်ပြေးလေးလာကြည့်ကြပါစို့တက်ကြီးဝဲအိုတွေဟာအမြင်အာရုံအားနေတဲ့အပြင်အမြင်အာရုံဆုံးရှုံးကြရတာတွေများတဲ့အတွက်မတိတဲ့အရာတွေကိုမထိခိုင်းပါနဲ့ မြေကြီးထဲကနေထွက်နေတဲ့အရာတွေတန်လုံးတန်သုံးစတဲ့အရာတွေကိုမထိခိုင်းပါနဲ့မတိတဲ့အထုပ်တန်လုံးတန်အိတ်စတဲ့အရာတွေကိုတွေ့ရင်လက်နဲ့မထိခိုင်းပါနဲ့တကြီးဝဲအိုဘိုးဘွားတွေကိုလမ်းတက်မသွားဖို့လူသွားလမ်းအတိုင်းသွားဖို့ပြောပါမြေမြုပ်မိုင်းတွေဟာမြေအောက်မှာရှိရဘုံတစ်မျိုးဖြစ်ပြီးနင်းလိုက်ရင်ပောက်ကွဲတက်ချောင်းမတိတဲ့ပစ္စည်းတွေကိုမထိဖို့မရွှေ့ဖို့ပောက်ကွဲတန်တတိပေးတန်ချိုင်းရပ်ပြီးနားထောင်ဖို့စတာတွေကိုအမြဲလိုလိုတတိပေးပြောပြပါ အချားအယုံနဲ့တဲ့တက်ကြီးရွယ်အိုတွေကိုမြေမြုပ်မိုင်းနဲ့အချားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အကြောင်းကိုဘယ်လိုပြောပြထားရမလဲဆိုရင် မြေမြုပ်မိုင်းနဲ့အချားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနည်းဆုံးတားမြစ်ထားတဲ့နေရာမှာလဲမြင်သာအောင် ဖော်ပြပေးထားတာကိုကြိုတင်ပြောပြထားပါဆိုင်းဘုတ်မိုင်းတတိပြုအမှတ်အသားတွေကိုတတိပြုနိုင်ဖို့သင်ကြားပြတာပါ အချားအယုံနဲ့တက်ကြီးဝယ်ဦးတွေကိုမြေမြုပ်မိုင်းနဲ့အချားပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်အတိပေးသတင်းတွေကိုလည်းရှင်းရှင်းလင်းလင်းသေချာနားလည်အောင်သူတို့တင်လွယ်တက်လွယ်တဲ့နီးလန်းတွေကိုအသုံးပြုပြီးအသိပညာပေးထားပါအန္တရာယ်ကင်းတဲ့နေရာတည်အောင် ပြင်ထားပါမတော်တဆတတိပေးအတန်မချားနိုင်တဲ့အတွက်အန္တရာယ်ဖြစ်လာရင်မိသားစုဝင်တယောက်ဒါမှမဟုတ်အိမ်နီးချင်းတယောက်နဲ့အမြဲအတူရှိဖို့ကြိုတင်ပြင်ဆင်ပါတက်ကြီးဝယ်ဦးတွေအတွက်အရေးပေါ်အခြေအနေကိုဘယ်လိုပြင်ဆင်ထားကြမလဲ ထပ်ပြီးလေ့လာကြည့်အောင်မြေမြုပ်မိုင်းတွေနဲ့အခြားပေါက်ကွဲစေတဲ့ပစ္စည်းတစ်ခုခုပေါက်ကွဲမှုဖြစ်ပွားခဲ့ရင်လက်ရှိနေရာကနေမလုံရှားပဲအနည်းနာသူတွေကိုတတိပေးပြီးအကူအညီခေါ်ဖို့ပြောပြထားပါတိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာရှိတဲ့တက်ကြီးရွယ်အိုတွေအတွက်အနေရကင်းအောင်တတ်နိုင်တဲ့လောက်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်အသက်အရွယ်ကြီးလာတာနဲ့အမျှတတိရှိမှုသွာလာနိုင်မှုနည်းလာတာကြောင့်ကြိုးတင်ပြင်ဆင်မှုက အရေးကြီးပါတယ်သာသမီအိမ်င်းချင်းနဲ့အရေးပေါ်ချိန်တွေမှာ ဘသူတွေနဲ့ဆက်သွယ်မယ်ဆိုတာသတ်မှတ်ထားပါဆက်သွယ်လို့သူတွေရဲ့ဖုန်းနံပါတ်ကိုစာရွက်သံကြောင်းပေါ်ရေးထားပေးရပါမယ်တွာလာလှူရှာဖို့ခက်တဲ့တက်ကြီးရွယ်ဦးတွေကိုလည်းလဲလက်တန်းခုံလမ်းညွန်သူတူရှောင်းပြင်ထားပါနေမြေပြောင်းရွှေ့ချိန်မှာအသက်ကြီးသူတွေအတွက်အရေးပေါ်အထုပ်အ धिक လိုအပ်တဲ့ဆေးဝါးမြန်မာသုံးစွဲနေကြပစ္စည်းတွေကိုမမေ့ပါနဲ့တိုက်ပွဲတန်ဘုံကြတန်တွေကြောင့်စိတ်လှူရှာမှုဖြစ်တတ်တဲ့အတွက်အသက်ကြီးသူတွေကိုမေးမြန်းပြောဆိုပေးပါစိတ်အေးအေးထားဖို့ကူညီပါ မြေမြုံမိုင်းတွေနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေပေါက်ကွဲတဲ့အချိန်ထွက်လာတဲ့ကျဲလောင်တံတွေကအချိန်ကြာလာတဲ့အမျှတိတိတတ်တာအချားအယုံဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။မြေမြုံမိုင်းတွေနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာမိတ်ဆွေရန်သူခွဲခြားတာမရှိတဲ့အပြင်တတန်းကုံဆုံးတာလည်းမရှိပါဘူး။လက်နက်ကင်ပဋိပခဖြစ်ပွားနေတဲ့နေရာတွေမှာရှိနေကြတဲ့တကြီးရွယ်အိုအဖိုးပွားတွေအတွက်မတိတာမထိပါနဲ့မမြင်တာမလုပ်ပါနဲ့အတန်ချိုင်းရက်ပါဆိုတာမှတ်သားထားပြီး မြင်းမြုံမိုင်းတွေနဲ့အခြားပောက်ကွဲဈေးတက်တဲ့ပစ္စည်းတွေရဲ့အနေအရကနေကြိုတင်ကာကွယ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။